့ကဖုန်းကိုကျွန်မယူပြီးအားသွင်းလိုက်တဲ့အချိန်မှာတို့စာတွေပို့ယူထားတာကိုကျွန်မတွေ့ရတယ်။ကျွန်မအဲ့ဒီစာတွေကိုလည်းအဲ့ဒီ Viber စာတွေကိုလည်းကျွန်မအကုန်ကူးထားတယ်။ကျွန်မအခုတက်တော့မှလည်းကျွန်မတင်ထားတယ်။အဲ့တင်ထားတာတွေကသူ့ကောက်မနဲ့သူနဲ့အပြန်အလှန်နန်းတဲ့ဟာတွေရောညင်ညပပဟာတွေရောအဲ့ဒါသူ့ကောက်မနဲ့သူနဲ့ဖလှယ်ထားတဲ့စာတွေမနေ့ကတော့တို့ချိန်တွေ့ဖို့ချိန်ထားပြီးသား။ကျွန်မမိသွားလို့တို့မတွေ့ရတာ။မနေ့ကအစီအစဉ်တို့တခါလဲလိုက်မဲ့အစီအစဉ်ပါတယ်။အဲ့တော့ ီအိမ်မှာကြံခဲ့ပြီးဖောက်ပြန်တဲ့လူကအပြစ်ရှိသလားကျမမိဘအိမ်ကိုကျမပြန်တဲ့လူကအပြစ်ရှိလားဆိုတော့ကျမရဲ့ comment အောက်မှာကျမဝေဖန်ပြီးသုံးသပ်ပေးပါကျမကိုလည်းအကြံဉာဏ်ပေးပါလို့ကျမရဲ့တွတ်တော်ညီကိုမောင်တို့မများအခုကျမမှာตาလေးနဲ့ကြံခဲ့တယ်ကျမသူများအိမ်တော်ကြီးကိုဖျက်ခဲလို့ကျမဒီလိုဝွကျွဲခံရတယ်လို့ကျမယူဆပါတယ်ရှင့်သူ့ကိုကျမလွားလို့ခုလိုမျိုးကျမတော့ကများနေတာမဟုတ်ဘူးကျမကောင်းရဲ့သားနဲ့ကျမအခု၃မိန်းဆွဲတယ်ဒီမှာကျမ၃မိန်းကျမ၃မိန်းလည်းဆွဲပါတယ်ရှင့် ျမဘယ်ရင်ဟောတယ်ကျမဘယ်ရင်လဲဟောပါတယ်ကျမလမ်းဘေးမှာမိပွားနေကြတယ်မှာကျမပန်းလဲရောင်းပါတယ်ရှင့်ရွှေပန်းငွေပန်းစပယ်ပန်းနေရောင်းပါတယ်ရှင့်ကျမကောင်းရတဲ့နဲ့ကျမအဲ့လိုဖောက်ပြန်တဲ့ယောက်ျားကိုကျမဘယ်လိုဆက်လက်လုံးသိလဲဆိုတာစောင့်ရွက်သိလဲဆိုတာကျမရဲ့ကောမန့်ညီကောင်မောင်မားတွေကျမကိုအကြံဉာဏ်ပေးပါအကူအညီပေးပါလို့ကျမသားလေးနဲ့ကျမဘဝရှိဖို့ပျော်ပျော်ရွှင်ရွှင်နဲ့ကျမသွားတော့မယ်ကျမသူ့ရဲ့ဓာတ်ပုံလည်းတင်ထားတယ်သူဖောက်ပြန်တဲ့စာတွေကိုလည်းတင်ထားတယ်ကျမရဲ့ TikTok ညီကိုမောင်နှမတဲမှာညီမလေးတွေအမလေးတွေရှိအဲ့ဒီအကောင်ကရုပ်ကိုကြည့်ထားပါလို့အဲ့လိုအိမ်တော်ကြီးတယောက်ပြီးတယောက်ဖောက်ပြန်တဲ့အကောင်ကိုကြည့်ထားကျမတို့ခံစားရလိမ့်မယ်လို့ကျမပြောရှင်ပါတယ်ရှင်ကျမရဲ့ comment အောက်မှာလည်း तू ကစာရင်းဝင်ပြီးရေးထားတယ်ကျမမိဘအိမ်ကိုပြန်လို့ तू ဒီလိုလုပ်တယ်ဆိုတဲ့ဟာကို तू ကကျမကိုပြန်ပြီးတော့ခြေပပါတယ်ရှင်အခုနောက်ပိုင်းမှာအတွေ့အများတဲ့ကိစ္စရဲ့တစ်ခုဖြစ်လာပြီးတော့ဒီအမပြောတဲ့အထဲမှာလည်းပေါ့နော်တကယ်ကိုမှတွေးတော့ဆရာကိစ္စလေးတွေပါနေပါရှင်မိတ်ဆွေတို့ရဲ့အမြင်ကိုလည်း recommend ပေးခဲ့လို့ရပါတယ်